မင်္ဂလာပါရှင်ဒီနေ့ကျမတို့အထူးတက္ကလေလာဆန်းစစ်ကြမယ်အကြောင်းအရာကတော့လေတမတန်းစာကျဲကရှင်ပေဒရိုအဝါရာစာပထမဆောင် အခန်းကြီး1ထဲကအ धिक အတွေ့အခေါ်တွေပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာဒီအချက်လက်တွေကတော့ The Voice Believers အဖွဲ့ကနေပြုစုထားတဲ့လေလာတွေ့ရှိချက်တွေပေါ်မှာအခြေခံထားတာပေါ့နော် ဟုတ်ပါတယ်อืมဒီအခန်းကြီးကလေတကယ်တော့စိတ်ဝင်စားစရာပဟေလီလေးတစ်ခုလိုပဲဆိုတော့ယုံကြည်သူတွေကိုတစ်ဖက်မှာကြည့်လိုက်ရင် ဖျားမင်းမြတ်ထံခစားရတော်ယေဇုပရောဟိတုရွေးခေါ်ထားတော်လူမျိုးတို့ဆိုပြီးအင်မတန်မြင့်မြတ်တဲ့ဂုံပုတ်တွေပေးထားတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့လေလောကမှာအေးသေးတွေလို့တကျွန်းတင်နိုင်ငံသားတွေလို့ အဲဆင်းရဲဒုက္ခကိုခံနိုင်ရရှိရှိနဲ့နေဖို့အနာပိုင်တွေကိုနားခံဖို့အဲ့လိုတွေလည်းပြန်သွန်သင်ထားပြန်ရောอืมဟုတ်ပါတယ်အဲ့ဒီချက်တစ်ခုကနည်းနည်းစန့်ကျင်ပဲလို့ဖြစ်နေတယ်ချင်ရတယ်နော်ဟုတ်တယ်စရောလေဒီနေ့ကျမတို့ရဲ့ဒီလေလာမှုကအဓိကဘာကိုကြည့်ချင်တာလဲဆိုတော့ဒီလိုမိမြတ်တဲ့ခေါ်ခြင်းရဲ့နောက်ပြီးတော့လက်တွေ့ဘဝမှာကြုံရတဲ့စိန်ခေါ်မှုတွေရဲ့အဲ့ဒီကြားတဲ့ကရှော့ထွေးသလိုဖြစ်နေတဲ့ဆက်နွယ်မှုကိုဘလို့နားလည်ပြီးကျင့်ကြံနေထိုင်ကြမလဲဆိုတော့ကိုစူးစမ်းကြည့်ချင်တာပါရှင် ကောင်းပါတယ်။ကဲဒါဆိုရင်လေပထမဆုံးအပိုင်းဖြစ်တဲ့ဝิญဉ္ဇီယာကြီးထွားမှုအကြောင်းလေးနဲ့စလိုက်ကြအောင်နော်။အခန်းငယ်တိက္ခဏီ3အထိပေါ့။ဟုတ်ကဲ့။ဒီမှာရှင်ပေဒရုကလေတော်တော်လေးပြတ်သားတဲ့တိုက်တွန်းမှုနဲ့စထားတာတွေ့ရတယ်။မကောင်းတဲ့စိတ်သဘောထားတွေဥပမာ မနာလိုတာတို့လဲစားတာတို့ဟန်ဆောင်တာမကောင်းမင်နာ ကုန်းချော့တာအဲ့ဓာရီအားလုံးကို ချွတ်ပယ်လိုက်ပါတဲ့음ချွတ်ပယ်ဆိုတဲ့စကလုံးကအပြင်းနေနော်ဟုတ်တယ်တော်တော်ပြင်းထန်တဲ့အုံနုံမန်ပြီးတော့လေ노소ခလေးလေးတွေလိုမျိုးစစ်မှန်တဲ့ဝิญဉ်တို့ရေကိုတောင့်တကြပါလို့ပြောထားတယ်ဟုတ်ကဲ့အဲ့ဒါကတော့ဘုရားသခင်ရဲ့노ကက်ပတော်ကိုဆိုလိုတာထင်ရှားပါတယ်နော်ဟုတ်ပါတယ်ဒီနေရာမှာအရေးကြီးတဲ့ချက်တစ်ခုကိုသူကဆက်ဆက်ဖျားထားတာဗျာတခုကအနုလက္ခဏာဆောင်တဲ့အကျင့်ဆိုးတွေကိုဖယ်ရှားဖြစ်ဖို့ နောက်တစ်ခုကကြတော့အပေါင်းလက္ခဏာဆောင်တဲ့အာဟာရအဲဝိညာဉ်အစာအာဟာရကိုတက်တက်ကြွကြွရှာဖွေဖို့ပေါ့ဟုတ်ကဲ့အဲ့ဒီချွတ်ပယ်ဆိုတဲ့စကားလုံးကလေဟိုတခါတုံးပြီးလွှင်ပစ်လိုက်တဲ့အဝိအစာအနွမ်းလိုမျိုးပဲပြက်ပြက်သားသားဆွတ်လွတ်လိုက်ဖို့ဆိုလိုတာအဲ့လိုမကောင်းတာလေးကို အရင်ရှင်းထုတ်လိုက်မှ ကောင်းတဲ့ရာဝင်လာဖို့နေရာရှိမှလေအင်းမှန်လိုက်တာ ဟုတ်ကဲ့ပြီးတော့ဝိညာဉ်တို့ရည်လို့တုံထားတာကလည်းအထိပယ်ရှိတယ်ဗျ ဒါဟာဝိညာဉ်ရေးရကြီးထွားမှုအတွက်အခြေခံအကြမ်းဆုံးပဲမရှိလို့ကိုမဖြစ်တဲ့အာဟာရဆိုတာပြနေတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကလေးတယောက်ကနို့မဆုတ်ရင်မရှင်နိုင်ဘူးမကြီးနိုင်ဘူးလေအဲ့လိုပဲယုံကြည်သူကလည်းနို့ကပတ်တော်ဆိုတဲ့ဒီအာဟာရကိုမမီဝေးရင်ဝိညာဉ်ရေးရမှာ တိုးတက်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့အင်းအရေးကြီးတာတကူကဒီတောင့်တခြင်းပေါ့ craving လို့တုံးထားတယ်အဲ့ဒါကအလိုလိုဖြစ်လာတာမျိုးမဟုတ်ဘဲနဲ့လीအ တတိထားပြီးတော့ကိုပြင်းပြင်းထန်ထန်လိုလာရမယ်တောင့်တရမယ်ဆိုတဲ့သဘောကိုဆောင်းတယ်ဗျာအဲ့ဒီနုဆော့ကလေးပုံရိပ်ကစိတ်ဝင်စားဖို့ကောင်းတယ်နော်ဘာဖြစ်လို့ရင်းချက်လာပြီလို့ထင်ရတဲ့ယုံကြည်သူတွေကတော့နောတောင့်တတဲ့ကလေးလေးနဲ့ခိုင်းနိုင်ထားရတာလဲဒါကအဲဝိညာဉ်ရေးရကြီးထွားဖို့အတွက်နှိမ်ချမှုမျိုးမိခိုတတ်တဲ့စိတ်မျိုးလိုအပ်တယ်လို့ဆိုလိုချင်တာများလားရှင်အာ ကောင်းတယ်မိခွန်းပဲဗျာဟုတ်ပါတယ်ဒီပုံရိပ်ကအချက်တတော်များများကိုညွှန်နိုင်တယ် ဟုတ်တယ်နှိမ်ချမှုကိုပြတယ်ကိုကဘလို့ပဲဝိညာဉ်ရေးရမှာရင့်ကျက်လာပြီလို့ကိုကိုထင်နေပါစေဖျားသခင်ရဲ့နှုတ်ကပတော်ဆိုတဲ့အခြေခံအာဟာရကို အမြဲတမ်းလိုအပ်နေတော့မယ်အမြဲမီခိုနေအောင်မယ်ဆိုတာကိုသတိပေးနေတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့နောက်ပြီးတော့ကလေးတယောက်ရဲ့ရိုးသားမှုမျိုးစစ်မှန်တဲ့တောင့်တမှုမျိုးဟန်ဆောင်မှုကင်းတဲ့လိုလားမှုမျိုးနဲ့နှုတ်ကပတော်ကိုချင်းကပ်ဖို့လေတိုက်တွန်းရရောက်တယ်လို့မြင်လို့ရတယ် ဝิญญည်ရေးရမှာဘယ်အဆင့်ကိုပဲရောက်နေပါစေဒီအခြေခံအာဟာရကိုဘယ်တော့မှကြိုလွှားသွားလို့မရဘူးဆိုတဲ့သဘောမျိုးပေါ့ဗျာရှင်းလင်းနဲ့ရှင်းပြထားပါပဲရှင်ကဲဒါဆိုရင်ဒီဝิญญည်ရေးရအာဟာရကိုမိဝဲပြီးကြီးထွားလာတဲ့အခါယုံကြည်သူတွေရရှိလာတဲ့ဝิญญည်ရေးရအဆင့်အတန်ပေါ့အာဒါမှမဟုတ်ကိုယ်ပိုင်လက္ခဏာ identity အကြောင်းကိုဆက်ကြည့်ကြရအောင်နော်အခန်းငယ်၄ကနေ၁၀အထိပါဟုတ်ကဲ့ဒီအပိုင်းကတော့တကယ်ကိုအားရှိစရာကောင်းတယ်ရှင်ခရစ်တော်ကိုအသက်ရှင်သောကြောက် လို့ဖွင့်ပေါ်ထားတယ်။ဟုတ်ပါတယ်။ပြီးတော့ယုံကြည်သူတွေကိုလည်းအဲ့ဒီကြောက်တုံးတွေနဲ့တိဆောက်ထားတဲ့ဝိညာဉ်ပေးမှန်တော်လို့ဆိုထားပြန်ရော။တယောက်ချင်းရဲ့ယုံကြည်ချင်းထက်အဲစူပောင်းပြီးတိဆောက်ထားတဲ့အတိုက်အဝန်တစ်ခုလုံးကိုဖွင့်ပေါ်ပြထားတယ်လို့ပဲနော်။အကဲကြပါပဲဗျာ။ဒီအသက်ရှင်သောကြောက်ဆိုတဲ့အယူဆကတိတ်အရေးကြီးတယ်။ခရစ်တော်ဟာလူတွေကတော့ပယ်ထားကြပေမဲ့ဖခင်ကရွေးကောက်ပြီးအဖို့တန်တယ်လို့သတ်မှတ်ထားတဲ့အတိကထောင်ချုပ်ကြောက်ပေါ့။ ဟုတ်ကဲ့။ယုံကြည်သူတွေကလည်းခရစ်တော်နဲ့ဆက်ဆက်ပြီးတော့အသက်ရှင်တဲ့ကြောက်တုံးတွေဖြစ်လာတယ်။ပြီးတော့အတူတကောပေါင်းဆက်တည်ဆောက်လိုက်တဲ့အခါမှာဖခင်တခင်ကင်းဝတ်တော်မူရာဝိညာဉ်ပေးပါတော်ထင်လာတယ်ဆိုတဲ့သဘောပဲ။အင်း။ဒါကယောဝထုအဆောင်ကြီးကိုပြောတာတဲ့။ယုံကြည်သူအတိုက်ဝန်းကိုယ်တိုင်ကဖခင်တခင်ရဲ့ကျင်းဝတ်စံပယ်ရာထင်လာတယ်ဆိုတဲ့အတွေးခေါ်ပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့ဒီနော်အခန့်ငယ်ကိုမှဖော်ပြထားတဲ့ကွန်ပိုဒီလီ။အဲ့ဒါတွေကတကယ်ကိုတော်လန်ရဲ့စံတယ်ပြောရမယ်။ဟုတ်ပါ။ရွေးကောက်ထားသောအမျိုးຫນွယ်။ဟုတ်တယ်။ ဖျားမင်းမြတ်ထံပါခစားရသောယက်စီပရောဟိမျိုးမျိုးတန်ရှင်သောလူမျိုးဖျားသခင်ကိုပိုင်တော်မူသောလူမျိုးတဲ့ဒီအုံတုံးတဲ့အာလုံးဒီဖာကလေဓမ္မဟောင်းကျမ်းမှာအီတလီလလူမျိုးတွေဖျားသခင်တီးတန့်တုံးကြတဲ့အုံတုံးတွေဗျာအော်ဟုတ်လားဟုတ်တယ်ရှင်ပေတရုကဒီအရာတွေကိုယူလိုက်ပြီးတော့ယေရှုခရစ်ကိုယုံကြည်တဲ့လူမျိုးမရွေနောက်ခံမရွေလူအလုံးတွေပြန်တုံးလိုက်တာအော်ဒါဟာအရင်တုန်းက လူမျိုးတစ်မျိုးတည်းအတွက်ပဲလို့သတ်မှတ်ထားခဲ့တဲ့အခွင့်အရေးတွေဂုံပုတ်တွေဟိုယုံကြည်သူအားလုံးအတွက်ဖွင့်ပေးလိုက်တာပဲဝိညာဉ်ရေးရမှာတန်းသူညီများမှုကိုဆောင်ကျင်းပေးလိုက်တာပေါ့အင်းတချို့ကဒါကိုဝိညာဉ်ရေးရဒီမိုကရေစီပြုခြင်းဒီမိုကရတိုက်ဇေးရှင်းအော့ဖ်ဟိုလီနက်စ်လို့တောင်းတင်စားကြတယ်ဗျာအော်တော်ဝင်ရပူရိုဟိမျိုးဆိုတာကတော့ဒါကိုအဓိကဆိုလိုတာလေရှင်ရပူရောဟိဆိုတော့လေဘာရက်တိမြပူဇော်ကြရအောင်ပါလဲကောင်းတဲ့မိဟုံးပါပဲဗျာ တော်ဝင်ရပရောဟိတ်ဆိုတာကအဓိကအချက်နှစ်ချက်ကိုညွန်းတယ်လို့ကျုပ်တို့နားလည်နိုင်တယ်တော်ဝင်ဆိုတာကဘယင်းမင်းမြတ်နဲ့ဆက်နွယ်တာမင်းမြတ်တဲ့အစင်တန်းကိုပြတာပေါ့ဟုတ်ကဲ့ရပရောဟိတ်ဆိုတာက ဖျားရခင်ရှိတော်မောကိုတိုက်ရိုက်ချင်းကပ်ခွင်ရှိတဲ့သူဖျားနဲ့လူကြားမှာဆက်သွယ်ပေးတဲ့သူကိုဆိုလိုတာလေအင်းဓမ္မဟောင်းခဲတုံးကရပ်ပြောဟိတ်ဒီကဂျားခံအဖြစ်ဆောင်ရွက်ပေးရပေမဲ့အခုခရစ်တော်ကြောင့်ယုံကြည်သူတိုင်းဟာဂျားခံလူမလိုတော့ပဲဖျားရခင်စီတိုက်ရိုက်ဆွတ်တောင်းနိုင်တယ်ချီးမွားနိုင်တယ်ဆက်သွယ်နိုင်ပြီဆိုတဲ့အဓိပ္ပာယ်ပဲဗျာအော်ဒါတကယ်အခွင့်ရေးကြီးပဲနော်ဟုတ်ကဲ့လေအချီးမဆုံးအခွင့်ရေးတစ်ခုပေါ့ ပူဇော်ရမယ့် yes ကြီးကတော့ဟုတ်တယ်တမဟောင်းကလို့တိရချံ yes ကြီးမဟုတ်တော့ဘူး Hebrew အဝါဒစာမှာရှင်းပြထားသလိုမျိုးပေါ့ချီးမွမ်းခြင်းနှုတ်ခတ်တီလို့ခေါ်တယ်ကောင်းမှုပြုခြင်းကိုကျိုးစွန်ပြီးအစေခံခြင်းကိုယ့်ရဲ့အတ္တတခုလုံးကိုဖျားဆီးတော်နဲ့တွေ့အောင်အသက်ရှင်ခြင်းအဲ့ဒါတွေကဝိညာဉ်ရေးရာ yes တွေပေါ့ဟုတ်ကဲ့အဲ့ဒီကုန်းပုတ်တွေပေးရတဲ့ရည်ရွယ်ချက်ကိုလည်းအခန်းငယ်ကိုအဆုံးမှာပြောထားတယ်လေယုံကြည်သူတွေကိုမောင်မိုက်ထဲကနေ အန်အောဘွေအလင်းတော်တဲကိုခေါ်သွင်းခဲ့တဲ့ဖျားရဲ့ကောင်းမြတ်ခြင်းကုံတော်တွေကိုကြင်ညာဖို့ဖြစ်တယ်တဲ့။อืมဆိုလိုတာကဒီမြင့်မြတ်တဲ့အဆင့်အတန်းကကိုယ့်အတွက်ကိုဂုံယူနေဖို့တတ်တတ်မဟုတ်ဘူး။ဖျားရဲ့ပုံတော်ကိုထင်ရှားစေဖို့တာဝန်နဲ့ရည်ရွယ်ချက်လည်းပါနေတယ်ဆိုတာပေါ့ဟုတ်ကဲ့ဒါတကယ်ကိုအစွန်းတန်းမင်းမပြီးတော့တာဝန်လန်းကြီးမားတွေခေါ်ချင်းကြီးပဲเนาะဒါနဲ့လေအဲ့ဒီဣတရေလာလူမျိုးအတွက်တုံးခဲ့တဲ့အတုံးလုံးတွေကိုယူပြီးတော့ ယုံကြည်သူအားလုံးအထူးသဖြင့်လူမျိုးခြားယုံကြည်သူတွေအတွက်တုံးလိုက်တဲ့အခါကျတော့မူလပရိသတ်တွေကြားထဲမှာဘလို့အတန်မျိုးတွေထွက်ခဲ့နိုင်မလဲရှင်။နည်းနည်းလေးတော့အငင်းပွားစရာဖြစ်ခဲ့နိုင်မလား။အာဖြစ်နိုင်ပါလေဗျာဖြစ်နိုင်ပါလေ။အထူးသဖြင့်ယူရနောက်ခံကနေလာတဲ့ယုံကြည်သူတချို့အတွက်ဒါဟာနားလေအခက်ခဲနိုင်တယ်။ဒါမှမဟုတ်လက်ခံဖို့တောင်ခက်ခဲတဲ့အပြောင်းလဲဖြစ်နိုင်လာကော။ ။ဘာလို့လဲဆိုတော့သူတို့နှစ်ချောင်းပေါင်းများစွာထိန်းထိန်းလာကြတဲ့တီးတန့်ထစ်တည်မှုဖလားနဲ့သူတို့လူမျိုးသားကပတိညင်အရာတီးတန့်ဆက်ဆံရေးအဲ့ဒါကိုအခုလူမျိုးသားတွေပါတန်းတူခံစားခွင့်ရသွားတယ်ဆိုတာကတော်ယုံအပြောင်းလဲမှမဟုတ်တာလေ။ဟုတ်ကဲ့ဟုတ်ကဲ့။ဒါပေမဲ့ဒါကပဲအမှုတီတီတရားရဲ့အဓိကအနစ်တာရာဖြစ်တဲ့ခရစ်တော်အပြင်လူသားအလုံးအတွက်ကယ်တင်ခြင်းတကားကိုဖွင့်လှစ်ပေးလိုက်တာ ယူရာလူမျိုးနဲ့လူမျိုးချားဆိုတဲ့ဂျားကနိုင်ရန်ကြီးကို ဖြိုချလိုက်တာဆိုတာတွေကိုပို့ပြီးတော့မီးမောင်းထိုးပြလိုက်တာပဲဗျာအေးရှင်ပေထူကဒီနေရာမှာခရစ်တော်နိုင်တည်တဲ့အသက်တော်ဝိညာဉ်ရေးရာလူမျိုးတစ်နေနီမိတီမရှိတော့တဲ့ဖခင်ရဲ့မိသားစုတစ်ကြီးကိုထူထောင်ပြနေတာဖြစ်ပါလေဟုတ်ကဲ့ရှင် ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ဝิญဉေးရအဆင့်အတန်းနဲ့ခေါ်ချင်းကိုရရှိထားကြပြီဆိုရင်လေလက်တွေ့လောကကြီးထဲမှာဘလို့နေထိုင်ချစ်ကြမ်းကြရမလဲဆိုတာကို ရှင်ပေဒရုကအခန်းငယ်7ခန်း25အထိမှဆက်ပြီးရှင်းပြထားပြန်တယ်နော်ဟုတ်ကဲ့အဲ့ဒီတကျွန်းတနေမဲ့ဇာတွေဆိုတဲ့အတုံးတုံးသုံးပြီးတော့လောကရဲ့အခြေအနေတိုင်းမလိုက်ကြဘူးအထူးသဖြင့်စိတ်ဝိညာဉ်ကိုစစ်တိုက်သောဇာတိပကတိတက်မှတ်ခြင်းတွေကိုရှောင်ကျဉ်ဖို့ပြောထားတယ်ဒီဧည့်တယ်ဆိုတဲ့အတုံးလုံးကဘာကိုအဓိကဆုလိုချင်လာပါလဲရှင် ဟုတ်ကဲ့ဒီအဒီအတချွန်းတနိုင်ငံသားဆိုတဲ့ပုံရိပ်ကလေးယုံကြည်သူတွေရဲ့အခြေခံသဘောတဘာဝကိုဖော်ပြနေတာပဲဆိုလိုတာကဒီကဘာလောကကြီးကသူတို့ရဲ့အမြဲတမ်းနေထိုင်ရမယ့်အိမ်မဟုတ်ဘူးဆိုတဲ့သဘောอืมသူတို့ရဲ့တကယ်နိုင်ငံသားချက်မှု တကယ်အိမ်ကကောင်းကင်နိုင်ငံမှာရှိတယ် ဒါပေမဲ့သူတို့ကဒီလောကမှာယာယီပဲနေထိုင်နေကြတဲ့ဧည့်သည်တွေဖြစ်တဲ့အတွက်ဒီလောကရဲ့စံနှုန်းတွေတံပိုးထားမှုတွေအကျင့်တင်နောက်ကိုလုံလုံးကြီးလိုက်သွားလို့မဖြစ်ဘူးဟုတ်ကဲ့ကိုစဒိုးနိုင်ငံကဘယ်နိုင်ငံနာလဲအဲ့ဒီကောင်းကင်နိုင်ငံရဲ့စံနှုန်းတွေနဲ့အညီနေထိုင်ရမယ်ဆိုတာပေါ့ဒါကြောင့်လောကီတက်မှန်မှုတွေကိုရှောင်ကျဉ်မှုပြောရတာအင်းအင်းတစ်ချိန်တည်းမှာပဲဧည့်သည်တယောက်က ကိုယုံနေတဲ့အင်ရှင်နိုင်ငံရဲ့ဥပဒေကိုလေစားရတယ်လို့မျိုးဒီလောကမှာနေထိုင်တဲ့အချိန်အတွင်းမှာလည်းတောင်ဝန်တီးတီးနဲ့ကောင်းကောင်းမွန်မွန်နေထိုင်သွားဖို့လိုအပ်တယ်ဆိုတာကိုလည်းဆိုလိုတယ်။ဟုတ်ကဲ့။အခန်းကြီးရဲ့စနစ်မှာဆက်ပြောထားတယ်လို့လည်းမယုံကြည်သူတွေကြားထဲမှာကိုယ့်ရဲ့အချင်းကောင်းတွေကိုပြစ်ချင်းအားထင်သူတို့ကအစပိုင်းမှာယုံကြည်သူတွေကိုမကောင်းပြောရင်တောင်မှပေါ့နော်။နောက်ဆုံးမှာဒီချင်းကောင်းတွေကိုမြင်ပြီးဖျားတကင်ကိုချီးမွမ်းလာနိုင်တယ်ဆိုပြီးတော့အဖြူသဘောဆောင်တဲ့ရည်ရွယ်ချက်ကိုပါထည့်သွင်းပြီးပြောထားတာတွေ့ရတယ်ဗျ။ အင်းဆိုတော့ယုံကြည်သူရဲ့အတ္တတာကိုနိုင်ကစကလုံးမပါတဲ့တတ်သိခံချက်ဖြစ်နိုင်တယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်တယ်ဟုတ်တယ်အတိအကျပဲအဲတော့မှတော့အခင်းငယ်73ကနေစခွန်မာလီလူအစိုးရအနာပိုင်းတွေကိုနာခံဖို့တိုက်တွန်းချက်ကဆက်လာပြန်ရောတခင်ဖျားကိုထောက်ထားရေလူအစည်းအဝေးအတိုင်းကိုနာခံကြပါတဲ့ဟုတ်ကဲ့ မရင်မဲဖြစ်ဖြစ်သူဆလုတဲ့မျိုးဝမ်းနေပြင်ကနေပဲဖြစ်ဖြစ်နာခမလို့ပြောတယ်ဒီဒီနာခံချင်းကအတိုင်းသာရှိသလားရှင်ဥပမာအာနာပိုင်ကမတရားတာ လုခိုက်လိုက်ရင်ဘယ်လိုလုပ်ရမလဲဒီသခင်ပြားကိုထောက်ခါယူဆိုတဲ့စကားရဲ့လေကဒီနာခံမှုရဲ့အကြောင်းရဲ့နဲ့အတိုင်းသာကိုဘယ်လိုသတ်မှတ်ပေးနေတာလဲအော်ဒါကတော့လေခရစ်ယာန်သမိုင်းတစ်လျှောက်လုံးမှာအမေရန်ဆွေးနွေးညှင်းခုန်ခဲ့ရတဲ့အကြောင်းအရာကြီးပေါ့ဗျာဒီကြောင့်ပေါ်မှာတော့ရှင်ပေတို့က အနာပိုင်းနေလုတ်တမြအားလုံးအမှန်လေကောင်းလေလို့ထောက်ခံနေတာတော့မဟုတ်ဘူးဟုတ်ကဲ့သူကအနာပိုင်းနေရဲ့လုတ်ရက်ကို approve လုပ်နေတာထက်အနာပိုင်းဆိုတဲ့အဖွဲ့အစည်း institution ကိုတိုင်းနာလူဖွဲ့စည်းတည်ငင်ရဲ့အထွတ်ဖျားသခင်ခွင့်ပြုထားတဲ့အစီအစဉ်တစ်ခုဖြစ်တယ်ဆိုတာကိုအတိမပြုဖို့ပြောနေတာဖြစ်နိုင်တယ်အော်တခင်ဖျားကိုထောက်ထား၍နားခံတယ်ဆိုတာကကိုယ့်ရဲ့နားခံခြင်းဟာအဲ့ဒီအနာပိုင်းပုဂ္ဂိုလ်ကြောင့် တတ်တတ်မဟုတ်ပဲနဲ့သူ့ရဲ့နောက်ွယ်မှာရှိတဲ့ဖျားသခင်အစီအစဉ်ကိုလေးစားလို့နားခံတာဖြစ်တယ်ဆိုတဲ့အတိတ်ပဲမျိုးတက်ရောက်သွားတယ်။အင်းဒါကနားခံမှုအထက်ပို့ပြီးတော့မြင့်မြတ်တဲ့ပို့ပြီးတော့အသွင်ကျတဲ့ရှေ့ဆောင်မှုဖြစ်စေတာပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့အတိုင်းတားတဲ့ပတ်သက်လို့တော့ဒီဂျမ်းဘိုက်မှာအတိအလင်းမပြောထားဘူး။ဒါပေမဲ့တခြားကျမ်းတွေမှာဥပမာတမန်တော်ဝုထုမှာဆိုရင်တမန်တော်တွေကလူစတာထဲဖျားသခင်စကားကိုနားထောင်ဖို့တင့်တယ်လို့ပြောခဲ့တာဖြစ်ဖြစ်တယ်ရှိတယ်လေဟုတ်ကဲ့ ရှိပါတယ်။ဒါကြောင့်ရေဘူရအဖေနားလေကြတာကတော့အစိုးရရဲ့အမိန့်ခါဖျားသခင်ရဲ့ပြည့်ညက်ချက်နဲ့တိုက်ရိုက်ကြီးစန်းကျင်ကလန်လန်ဖြစ်လာတဲ့အခါမျိုးမှာတော့ဖျားကိုဦးစားပေးပြီးနားခံရမယ်ဆိုတာပါပဲ။ဒါပေမဲ့ရှင်ပေသူရဲ့ဒီနေရာကအဓိကအလေးဖြစ်ချက်ကတော့ခရစ်ယာန်လွတ်လပ်ခြင်းခန်းငယ်16မှာပြောထားတဲ့ကိုအလွဲ့တုံးစားမလို့ဖဲနဲ့လူဘွဲ့အစည်းအတွင်းမှာတာဝန်တည်တဲ့နိုင်ငံတော်ကောင်းရအဖြစ်ဖျားရဲ့ကျွန့်တရားအဖြစ်ကောင်းမှုပြုရင်းနဲ့နေထိုင်တော့ဖို့ပါပဲ။အင်းအခန်းငယ်စခွန်းကတိကျတဲ့လမ်းညွှန်ချက်လေးခုလေး လူအောင်းမှုယူသေးပါညီအကိုတို့ကိုချစ်ပါဖျားသခင်ကိုကြောက်ရွံ့ပါ ရှင်ဘူးရင်ကိုယူသေးပါဆိုတာတွေကအဲ့သဘောထားကိုလက်တွေ့ကျကျပြတာဘူးနိလန်နေပေါ့ဗျဟေးဒါကဒီနေ့ခေတ်ကျမတို့ကနင်းနေနားလဲရလက်ခံရအခက်ခဲဆုံးဖြစ်နိုင်တဲ့အပိုင်းတွေအထဲကတခုဖြစ်မယ်ထင်တယ်ရှင်ဟုတ်ကဲ့ဖြစ်နိုင်ပါတယ်တခင်ကကောင်းသည့်ဖြစ်စေဆိုးသည့်ဖြစ်စေကြောက်ရွံ့ရိုသေစွာနဲ့နာခံပါတဲ့။ကောင်းမှုပြုလို့မတရားဒုက္ခခံရတာတောင်ဖျားရှင်မှကျေစွတင်စရာဖြစ်တယ်လို့ဆိုထားရလေ ဒီဒီအချက်ကိုဘယ်လိုနားလဲရမလဲရှင် ရှင်ပေတေရုအမတရားမှုကိုအားပေးနေတယ်လို့ဖြစ်မနေဘူးလားอืมဒါကိုနားလဲဖို့တဲ့သမိုင်းတော်ခံကိုနည်းနည်းသတိပြုဖို့လိုအပ်တယ်ဗျာရှင်ပေတေရုဟာကျွန်းစနစ်ကြီးကိုဖျက်သိမ်းပစ်ဖို့တော်လန်ရေးလုပ်ခိုင်းနေတာမဟုတ်ဘူးတချိန်ထဲမှာပဲကျွန်းစနစ်ကကောင်းပါတယ်လို့ထောက်ခံနေတာလည်းလုံးဝမဟုတ်ပါဘူးဟုတ်ကဲ့သူကအဲ့ဒီခေတ်ရဲ့ရှောင်လွဲလို့မရနိုင်တဲ့လူမှုဘဝအခြေအနေစိုးရိမ်တဲ့မှာရောက်နေတဲ့ယူချီတူကျွန်းတွေကို ဘယ်လိုမျိုးဝိညာဉ်ရေးရသဘောထားနဲ့ရင်ဆိုင်တုံ့ပြန်ရမလဲဆိုတာကိုလမ်းညွှန်ပေးနေတာဖြစ်ပါတယ်။အော်လမ်းညွှန်ချက်ပေးတာပေါ့နော်။ဟုတ်ပါတယ်။သူပေးတဲ့အဓိကအဖြေကလုံးတခင်ယေရှုခရစ်တော်ရဲ့ပုံသက်တေပါပဲ။အခန်းငယ်27ခန်း25အထိကိုကြည်လိုက်ရင်ခရစ်တော်ရဲ့ဆင်းရဲဒုက္ခခံခြင်းကို အသေးစိတ်ပြန်ပြောပြထားတာတွေ့မယ်။ဟုတ်ကဲ့တွေ့ရပါတယ်။ခရစ်တော်ဟာလုံးဝအပြစ်မရှိဘူး။ဒါပေမဲ့မတရားဆွဆွဲခံရတဲ့ဆင်းရဲဒုက္ခအကြီးအကျယ်ခံခဲ့ရတယ်။ ဒါပေမဲ့ तू ဘလို့တွန့်ပြန်ခဲ့တယ်လဲဟွန်းပြန်ဆဲဆိုတာချိန်ချောက်တာလုံဝမလုပ်ခဲ့ဘူးတိတ်ဆိတ်စွာနဲ့ပဲခံယူခဲ့တယ်သူကတူကာကွယ်ဖို့ကြိုးစားတာထက်အရာအောင်တော့ကိုတရားထင်စီရင်တော်မူတဲ့ခမည်းတော်ဘုရားတခင်ရဲ့လက်ထဲကိုအနံခဲ့တယ်ဟုတ်ကဲ့အဲ့ဒီလိုစင်းရဲဒုက္ခခံခြင်းအားဖြင့်ပဲကျွန်တော်တို့ကိုအပြစ်ရဲ့ဂျွန်ဘွားကနေရွေးနှုတ်ခဲ့တယ်ဆိုပြီးအခန်းငယ်24မှာပြောထားတယ်ကိုရိုရီတန်ရာချက်များအားဖြင့်တင်းတို့ဒီအနာရောဂါငြင်းလျက်ရှိကြပြီ ဟုတ်ကဲ့ဒီအနာငင်းချင်းကရုပ်ပိုင်းဆိုင်ရာတဲ့ဝိညာဉ်ရေးရအနာငင်းချင်းအပြည့်အချင်းတော်မူကနေလွတ်မြောက်ခြင်းကိုအဓိကဆိုလိုတာပေါ့ဆရာရှင်ပေတရုပြောခြင်းရဲ့ message ကဘာလဲဆိုတော့ယုံကြည်သူချောနေနေနဲ့မတရားမှုကိုခံရတဲ့အခါလူနီးလူဟန်တိုင်းဒေါတာနဲ့လက်စားချေလိုတဲ့စိတ်နဲ့မတုံ့ပြန်ပဲနဲ့ခရစ်တော်ရဲ့စိတ်ရှိခြင်းအနံ့ခြင်းပုံသက်တွေအတန်းလိုက်လျှောက်ဖို့ဖျားထင်ရဲ့တရားမြတ်တာမှုကိုယုံကြည်ကိုးစားမှုတိုက်တွန်းနေတာပါ ဒါမတရားမှုကိုလက်ခံလိုက်တာမဟုတ်ဘူးမတရားမှုအပေါ်မှာတုံ့ပြန်တဲ့နီလန်းကို ပြောင်းလဲလိုက်တာဖြစ်တယ်ဗျာ။အော်နားလဲပါပြီရှင်။ဒါဆိုရင်ကြီးအခန်းကြီးတစ်ခုလုံးကိုခြုံငုံပြီးပြန်ကြည့်လိုက်တဲ့အခါမှာပေါ့လေ။ကျမတို့ရဲ့လက်ရှိအတ္တတာအတွက်ဆွဲထုတ်ယူနိုင်တဲ့အဓိကသင်ခန်းစာတွေလက်တွေ့တုံးချနိုင်တဲ့အချက်တွေကဘာတွေဖြစ်မလဲရှင်။ကောင်းလိုက်တယ်ဗျာ။ဟုတ်ကဲ့။ဒီအခန်းကြီးနှစ်ကနေလက်တွေ့ဘဝအတွက်တုံးချနိုင်တဲ့အချက်တွေတကယ်အများကြီးရှိပါတယ်။ the wise believers ရဲ့လီလာချက်တည်းရအချင်းချို့ပြီးပြောရရတော့လေပထမဆုံးနဲ့အရေးကြီးဆုံးကတော့ဝိညာဉ်ရေးရကြီးထွားမှုဟာဥစားပေးပြီးလောင်ဆောင်ရမယ့်အရာဖြစ်တယ်ဆိုတာပါပဲဟုတ်ကဲ့နိုးဆိုကလေးကနိုးကိုတောင်းတလို့မျိုးပြားခင်နိုးကပတော်ကိုတကယ်ပြင်းပြင်းပြပြတောင်းတပြီးတော့အချိန်ပေးလီလာရမယ်စင်ကျင်ရမယ်ကျင်းသွင်းဖို့လိုရတယ်တပြိုင်တည်းထွေမှာမယ့် ဝิญဉ်ရေးရတိုးတက်မှုကိုအဟံအတားဖြစ်စေနိုင်တဲ့မကောင်းတဲ့စိတ်တဘောထားရေကိုလည်းတတိရှိရှိနဲ့ဖျက်ရှားပစ်ဖို့လိုအပ်တယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဒုတိယချက်ကကိုယ့်ရဲ့ဝิญဉ်ရေးရအစင်တန်းကိုမမှန်ငန်ငန်သိမြင်ထားဖို့လိုတယ်ယုံကြည်သူတိုင်းဟာခရစ်တော်အားဖြင့်ဖျားသခင်စီတိုက်ကြိုက်ချင်းကခွင့်ရထားတယ်တော်ဝင် yes poro he fit the surago အမြဲတတိယနေရမယ်အင်းဒီအခွင့်အရေးကိုတိုးပြပြီးတော့ဆူတောင်းခြင်းချီးမွမ်းခြင်း အချင်းချင်းမေတ္တာပြခြင်း ကောင်းမှုပြုခြင်းစတဲ့ဝိညာဉ်ရေးအားယက်စတေကို ပူဇော်ခြင်းအပြင်ဖျားသခင်ရဲ့ဂုဏ်တော်ကိုထင်ရှားစေရမယ်။ဟုတ်ကဲ့။တတိယချက်ကလောကနဲ့ဆက်ဆံတဲ့အခါအထူးသဖြင့်မယုံကြည်သူတွေဒါမှမဟုတ်ကိုယ့်ကိုစန့်ကျင်သူတွေနဲ့ဆက်ဆံတဲ့အခါမှာကိုယ့်ရဲ့အကျင့်အသက်တာကအကောင်းဆုံးတတ်တည်ခံခြင်းဖြစ်ပါစေ။ပြဿနာကိုပြဿနာနဲ့ပြန်မတုံးပြမယ်။ကောင်းတဲ့အမှုအကျင့် စိတ်ရှည်ခြင်းမေတ္တာနဲ့တုံ့ပြန်ခြင်းအပြင်ဆွဆွမ်းမှုတွေကိုတိတ်ဆိတ်သွားစေနိုင်ပြီးဖျားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေနိုင်တယ်ပေါ့အင်းဒါတိတ်အရေးကြီးတာပဲနော်သူ့အဖွဲ့အစည်းရဲ့ဥပဒေတွေကိုလေးစားလိုက်တာဖို့အာနာပိုင်တွေကိုရိုသေလေးစားဖို့တောင်းရှိတယ်ဆိုတာကိုနားလည်ထားဖို့လိုတယ်ဒါဟာဖျားသခင်စီစဉ်ထားတဲ့လူအဖွဲ့အစည်းတင်းရည်ရဲကိုအတီးမွတ်ဖြူရာရောက်တယ်လို့ဖျားသခင်ကိုယိုတည်ခြင်းရဲ့တစိတ်တပိုင်းလည်းဖြစ်တယ်ဗော။ဟုတ်ကဲ့။နောက်ဆုံးအချက်ကတော့ဆင်းရဲဒုက္ခကြုံလာတဲ့အခါ အထူးသဖြင့်ကိုယ်အဖြစ်မရှိဘဲနဲ့မတရားခံစားရတဲ့ဆင်းရဲဒုက္ခမျိုးကြုံလာတဲ့အခါမှာသခင်ယေရှုခရစ်တော်ရဲ့ပုံသက်တွေကိုအတူယူဖို့ပါပဲ။အင်းလက်စားချီလိုစိတ်တွေဒေါသထွက်တာတွေအစားစိတ်ရှည်ခြင်းခွင်လွတ်ခြင်းဖျားခြင်းတရားမြတ်တာမှုနဲ့အချို့ချာအာနာကိုအပြည့်အဝယုံကြည်ကိုးစားပြီးအနံ့ခြင်းနဲ့ရင်ဆိုင်ဖို့သင်ယူကြရမယ်ပေါ့ဗျာ။ဒီကေကိုပြည်စုံလုံလောက်တဲ့လမ်းညွန့်ချက်တွေပါပဲရှင်။အချွားအဖြစ်ပြန်ပြောရရင်တော့ရှင်ပီတရုအခန်းကြီးနှစ်ဟာ ယုံကြည်သူတယောက်ရဲ့အလွန်မြင့်မြတ်တဲ့ဝိညာဉ်ရေးရအစဉ်အတန်းနဲ့ကိုယ်ပိုင်လက္ခဏာကို အရင်ဆုံးဖော်ထုတ်ပြသပေးတယ်။ဟုတ်ကဲ့။ပြီးရင်တော့မှာတော့အဲ့ဒီအစဉ်အတန်းနဲ့လျော်ညီတဲ့လက်တွေ့ကျတဲ့နေ့စဉ်ကြင်ကြံမှုတွေကိုဘလို့အသက်ရှင်နေထိုင်ကြရမယ်ဆိုတာကို အသေးစိတ်လမ်းညွှန်ပေးထားတာပဲဖြစ်ပါတယ်။ မြင့်မြင့်တဲ့ခေါ်ခြင်းနဲ့မြေကြီးပေါ်ကလက်တွေ့ဘဝကြားတာဆက်ဆက်မှုကိုရှင်းရှင်းလင်းလင်းချိတ်ဆက်ပြထားတာပေါ့လို့ဟုတ်ပါတယ်မယားနောက်ဆုံးအနေနဲ့လေကျွန်တော်တို့ရဲ့နောက်ထောင်သူတွေဆက်လက်ပြီးစဉ်းစားဆင်ခြင်တော်ဖို့အသွေးလေးတစ်ခုခြံထားခဲ့ခြင်းနဲ့ဗျဟုတ်ကဲ့ပြောပါရှင်းရှင်ပေတရုကယုံကြည်သူတွေကိုဒီလောကမှာဧည့်သည်တွေတချွန်းတနာနိုင်ငံသားတွေလို့ခေါ်တယ်နော်ဆိုလိုရင်းကသူတို့ရဲ့တကယ့်နိုင်ငံသားဖြစ်မှုအဆုံးစွန်သောတစ္ဆာစောင့်တည်မှုကကောင်းကင်နိုင်ငံမှာရှိတယ်ဆိုတဲ့သဘောဟုတ်ကဲ့ဒါမဲ့တစ်ချိန်တည်းမှာပဲ ဒီလောကမှာရှိနေတဲ့လူအာဏာပိုင်တွေကိုသခင်ဖျားကိုထောက်ထားပြီး အပြည့်ဝနှီးပါနာခံဖို့ရှင်ဘူးရင်ကိုယိုသေးဖို့လူအဖွဲ့စည်းရဲ့ကောင်းကျိုးအတွက်အသက်ရှင်ဖို့လဲအလင်းနဲ့တိုက်တွန်းထားပြန်ရောဟုတ်တယ်နော်ဒီတော့မင်းစရာကဘာလဲဆိုတော့ကိုယ့်ရဲ့အဓိက သစ္စာဆောင်တည်မှုက နောက်တစ်နေရာမှာရှိနေတဲ့အချိန်မှာ ဒီကဘာပေါ်မှာတကယ်နိုင်ငံသားကောင်းပြီးသေးချင်းဆိုတာဘယ်လိုပုံစံမျိုးဖြစ်နိုင်မလဲလောကရဲ့အစီအပိုင်းမဟုတ်ဘူးဆိုပေမဲ့လောကထဲမှာတာဝန်တည်တည်နဲ့နေထိုင်ခြင်းလော့ကီတာဝန်တွေနဲ့ကောင်းကင်နိုင်ငံသားတယောက်ရဲ့တာဝန်တွေကိုဘယ်လိုဟန့်ချက်နီးနီးဆောင်ရွက်သွားနိုင်မလဲအင်း စဉ်းစားစရာပဲဟုတ်ကဲ့ဒါကကျွန်တော်တို့တူချင်းစီဆက်လက်ပြီးဆင်ကျင် သုံးသက်ပြီးကိုယ့်ရဲ့အတ္တမှာလက်တွေ့ကြတဲ့အဖြစ်ကိုရှာသွားနိုင်မယ်မေခွန်းတစ်ခုပါပဲဗလား The wise believers မှာပြုစုပြင်ဆင်ထားတဲ့အချက်လက်တွေကိုအခြေခံပြီးတော့ရှင်ပေတရုဩဝါဒစာ ပထမဆောင်အခန်းကြီးနှစ်ထဲကတကယ်ကိုအဖိုးတန်တဲ့တင်ကန်းစာတွေကိုအတူတကွစူးစမ်းလေ့လာခဲ့ကြတာဖြစ်ပါတယ်ရှင်။ဒီအကြောင်းအရာတွေကိုဒီလိုစိတ်ဝင်စားဖွယ်ဆွေးနွေးခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ခင်ဗျ။